ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လက္ခဏာပညာကပြောတဲ့ပြင်းကြီးသူတို့ရဲ့အကြောင်းကိုပြောပြချင်ပါတယ်လူတယောက်ဟာညံကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘယ်လိုလက်မျိုးကပြင်းကြီးသူလဲဆိုတော့လက်ဝါးပြင်းကိုထိမိတာနဲ့အီးဆက်နေတတ်တယ်လက်ဝါးကိုကော့ကြည့်လိုက်ရင်အလိုက်တင့်ပါလာတတ်တယ်လက်ဝါးအသားရည်တင်မကပါဘူးသူရဲ့လက်ရည်စာလို့ခေါ်တဲ့လက်ဝါးအတွင်းကလမ်းတွေကလည်းပင့်ကူမြင်လိုမျိုးပြတ်တန်းနေတာကိုမြင်ရပါလိမ့်မယ် ဒီလိုလူမျိုးတွေကအာယုံတွေအတွေးတွေစိတ်ကူးထဲကနေအလုံးလုံးနေတာများပါတယ်လက်တွေးလောက်ကြည့်ဖို့သူက မတွေးတဲ့အတွက်အလိုလိုနေရင်အမြင်တွေများလာပါတယ်ကံလန်းဟာလည်းမိမိန်နေတက်ပါတယ်ကြည်လင်တဲ့ပုံတစ်ခုဖြစ်မတွေးရတတ်ပါဘူးဒါကြောင့်ဒီလိုလက္ခဏာရှင်တွေကိုတွန်းအားပေးပြီးခိုင်းပြီးမှရပါမယ်ပုံမှာပြထားတဲ့လက္ခဏာရှင်မှာတော့ညံလန်းကြောင်းနှစ်ကြောင်းတော့ပါပြီးညံရီအားကောင်းပါတယ်ဒီလိုညံလန်းအားသာလို့ဘာသာပြန်စာပေလုပ်ငန်းနဲ့သာလောက်ကင်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူက အတွေးအားကောင်းနေလို့ပဲဖြစ်ပါတယ်။လက်တွေးကြကြတော့မလုတ်ချင်တတ်ပါဘူး။ဒါတောင်ညံလန်းကအားကောင်းနေလို့သူ့အတွက်အလုတ်ပြီးတင်တာပြီးပါလိမ့်မယ်။ဒီလိုမျိုးကလမ်းညွန်မှုအားကောင်းတဲ့မိဘဆရာသမားလက်ထဲမှာရှိနေတဲ့သူတွေကတော့ဒုက္ခသိမ့်မရပါမယ်။လက်ဝါးပြင်ပပလက်လက်ရှိနေတဲ့သူမျိုးဆိုရင်တော့အယံပြင်တတ်သူဖြစ်ပါတယ်။မိဘဆရာသမားတွေရဲ့လမ်းညွန်မှုတွေမရနိုင်ဘူးဆိုရင်သူဟာဘာမှဖြစ်မလာနိုင်တော့ပါဘူး။ နောက်တစ်ခုကတော့လက်မဘော်ကအမသားလေးတွေပဲဖြစ်ပါတယ်။လက်မဘော်မှာကဒေါင်လိုက်မြင်းမတ်တွေကလွှဲရင်ဘာမှမပါတာကောင်းပါတယ်။ဒါပေမဲ့ဒီလိုအမသားလေးတွေပါလာမယ်ဆိုရင်တော့ကောင်းပါတယ်။လက်မဘော်မှာတွီးကန်တို့စက်ဝိုင်းတို့ပါလာရင်ဘာတွေဖြစ်နိုင်မလဲ။အကယ်၍တင်းရလက်မဘော်မှာပုံမှာပြထားသလိုမျိုးတွီးကန်ပုံပါလာခဲ့မယ်ဆိုရင်တင်းဟာနက်နက်နဲနဲတွီးခေါ်တက်တက်သူဖြစ်ပါတယ်။တင်းရအတွီးခေါ်တွေကလူအများအတွက်ကောင်းကျိုးရှိစေမယ့်အကြောင်းအရာတွေဖြစ်တတ်ပါတယ်။ဒီလိုတွီးကန်မျိုးက ဒသနပညာရှင်တွေမှာတွေ့ရလေးရှိပါတယ်။နောက်တစ်ခုကတော့စက်ဝိုင်းဖြစ်ပါတယ်။ဒါကတော့သူဟာစဉ်းစားဆင်ခြင်ညာနဲ့ပြည့်စုံသူလို့ပြပါတယ်။ဒီလိုစဉ်းစားဆင်ခြင်ညာနဲ့ပြည့်စုံလို့လဲသူရဲ့ဘဝဟာပိုပြီးအောင်မြင်လာပါလိမ့်မယ်။လက္ခဏာပညာမှာလက်တစ်ဖက်ထဲကိုပဲကြည့်ပြီးအဖြေကိုရှာလို့မရပါဘူး။ဘယ်ညာနှစ်ဖက်စလုံးကိုချိန်ဆကြည့်ရပါတယ်။ဘယ်လိုချိန်ဆမလဲ။ ဒီကနေ့မှာတော့အသက်30ကျော်အရွယ်ရှိတဲ့အမျိုးသမီးတဦးရဲ့လက်ဝါးပြင်ကိုချိန်ဆကြည့်ပါမယ်။နံပါတ်1အမှတ်သားနဲ့ပြထားတဲ့သူမရဲ့ဘဲဘဲလက်မှာတော့အသက်လမ်းမှာတောကမြင်လမ်းကြောင်းတွေများစွာကဖြတ်ထားပါတယ်။ဒါကတော့သူမကိုဆွေမျိုးတွေကအပူတွေများစွာပေးနေတဲ့အတွက်သူမကတောကရောက်နေပါတယ်။နံပါတ်2အမှတ်သားကတော့သူမရဲ့မေတ္တာလမ်းအစဟာအောက်ဖက်ကိုကွေးကျနေတဲ့အတွက်သူမဟာသူမရဲ့ခင်ပွန်းကိုဒုက္ခကြီးစွာနဲ့ပေါင်းဖက်နေရပါတယ်။ နံပါတ်3မှာတော့သူမရဲ့လက်သကြွယ်အောက်မှာ၅ရုပ်ကလေးပါတဲ့အတွက်သူမဟာအလပဖန်တီးမှုတွေကနေဝင်ငွေကောင်းမယ်နာမည်ကျော်ကြားမယ်နံပါတ်4နဲ့ပြထားတာကတော့သူမရဲ့ညာဖက်လက်လက်သကြွယ်အောက်မှာနှလုံးလန်းအထက်ကအောင်မြင်းလန်းကထင်ရှားပါတယ်ဒါကြောင့်သူမဟာ အသက်40အထက်ကနေစပြီးအထူးအောင်မြင်ထင်ရှားလာပါလိမ့်မယ်နောက်တစ်ခုကတော့ကံလန်းကြောင်းကတနင်္လာဂျူခုံစီစင်းနေခြင်းပဲဖြစ်ပါတယ်နိုင်ငံခြားကိုသွားရမလား ပြည်ပကိုထွက်ခွာရမလားဆိုတဲ့မေးခွန်းတွေမေးနေသူတွေအတွက်ဒါလေးကိုကြည့်ပြီးမှသွားကြပါပုံမှန်ပြထားတာကတော့ကံလန်းချောင်းကအသက်လမ်းနဲ့ဝေးရဘက်ကိုဥတီပြီးတနင်းလာဂျိုခုံစီလမ်းနေရှင်းနေပါတယ်ဒါကတော့မိမိရဲ့မွေးရမြေကိုစွန့်ခွာရခြင်းရက်ဝေးမှာအလုပ်ရခြင်းနိုင်ငံခြားကိုရောက်ရှိခြင်းတွေကိုပြပါတယ်အကယ်၍တင်းရလက်မှာဒီလိုလမ်းချောင်းပါတယ်ဆိုရင်တော့နိုင်ငံခြားကိုပဲသွားပါတော့နောက်ဆုံးတစ်ခုကတော့ဒေါင်လိုက်မြင်းတူလေးတွေပဲဖြစ်ပါတယ် တင်းရဲ့လက်မဒုတိယစစ်မှာဒေါင်လိုက်မြင်းတူကလေးတွေပါနေမယ်ဆိုရင်တော့တင်းကစဉ်းစားဆင်ခြင်ညာရှိပါတယ်ပြတ်သားတယ်ပြက်ပြက်သားသားနဲ့စဉ်းစားဆင်ခြင်တတ်သူဖြစ်ပါတယ်စုံဖြတ်ချက်ချပြင်းလဲဘယ်တော့မှမပြောင်းလဲတတ်တော်သူလည်းဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါနံပါတ်90ကတော့ကျမ်းမာရေးလမ်းကြောင်းဖြစ်ပါတယ်အဲ့ဒီကျမ်းမာရေးလမ်းကြောင်းမှာကျုံးလေးပါနေပါတယ်ဒါကတော့ အစာအိမ်ယောဂနဲ့ပတ်သက်တာတွေဖြစ်တတ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်လေနဲ့ပတ်သက်တာတွေအစာမကြေတာတွေစတဲ့ one bite ပန်းတွေမှာဥပတ်ပေးတတ်ပါတယ်။နောက်တစ်ခုနံပါတ်62ကတော့နှလုံးလမ်းကြောင်းကလက်ခလဲအောက်မှာတစ်ချက်လက်စကြွယ်အောက်မှာတစ်ချက်ပြတ်နေပါတယ်။ဒါကတော့ဆေးဆက်ကြောင်းလန်းထားတာတွေပျက်စီးသွားတတ်ပါတယ်။ယူမာလို့သေချာပေါက်တိပီသားကြီးကနေပျက်စီးသွားတတ်ပါတယ်။ နောက်တစ်ခုနံပါတ်62ကတော့ညံလန်းเจ้าမှာမဲ့အမဲဇက်လီတစ်စက်နဲ့နှလုံးလန်းเจ้าမှာကျွန်းစေးတစ်စက်ရှိနေပါတယ်။ဒါကတော့မျက်စိတိမ်ကွယ်တက်ပါတယ်။မျက်စိရောဂါကုသရတက်ပါတယ်။နောက်တစ်ခုနံပါတ်63ကတော့အသက်လန်းเจ้าကနေစပြီးတော့မြင်းတိုလေးထွက်နေပါတယ်။ဒါကတော့အမြင်ကနေလိတ်ကျတက်ပါတယ်။အသက်အန်ဒီရဲ့ကြီးတဲ့အထိထိခိုက်ဒဏ်ရာရတက်ပါတယ်။အကယ်၍ယာရုကြီးတဲ့သူဆိုရင်လည်းအဲ့ဒီအသက်အရွယ်မှာယာရုရှော့ကျတက်ပါတယ်။ ထိတ်တန့်အရာရှိပုဂ္ဂိုလ်ကနေအောက်ခြေထိပြုတ်ကျတတ်ပါတယ်။နောက်တစ်ခုနံပါတ်64ကတော့လက်သကျယ်အောက်မှာမြင်းတို့နှစ်ချောင်းပြိုင်လျက်ရှိနေပါတယ်။ဒါကတော့ရုပ်တရက်မမျော်လင့်ပဲနဲ့နာမည်ကျော်ကြားတတ်ပါတယ်။နောက်တစ်ခုနံပါတ်65ကတော့အသက်လမ်းကြောင်းကနေထွက်လာတဲ့အောင်မြေးလမ်းကြောင်းဟာလက်သကျယ်ထိရောက်နေပါတယ်။ဒါကတော့အဲ့ဒီအသက်ရွယ်မှာသူ့ရဲ့စီးပွားရေးတိုးတက်အောင်မြင်ခြင်းကိုပေါ်ပြပါတယ်။နောက်တစ်ခုနံပါတ်66ကတော့ လက်ဖနောက်အလဲကနေလက်ခလဲအထိကို မပြတ်မတောက်တက်နေတဲ့ကံလန်းကြောင်းဖြစ်ပါတယ်။ဒါကတော့လက္ခဏာရှင်ဟာချမ်းသာကြွယ်ဝတတ်ပါတယ်။နောက်တစ်ခုနံပါတ်69ကလက်ညူအောက်မှာရှိနေတဲ့ကျဲပွင့်လေးတစ်ပွင့်ဖြစ်ပါတယ်။ဒါကတော့ချမ်းသာကြွယ်ဝတဲ့သူနဲ့အိမ်အောင်ကြပြီးသူလည်းချမ်းသာကြွယ်ဝသူတယောက်ဖြစ်လာတတ်ပါတယ်။နောက်တစ်ခုနံပါတ်68ကတော့ညာလန်းကြောင်းပေါ်ကနေစတဲ့အောင်မြေလန်းဖြစ်ပါတယ်။ဒါကလည်းရုတ်တရက်ချမ်းသာစေတတ်တဲ့အမတ်သားဖြစ်ပါတယ်။ သူညံမျောမြင်ရှိသလောက်အောင်မြင်စေတတ်ပါတယ်။ငွေစုလိုက်အပုံလိုက်ရတတ်ပါတယ်။နောက်တစ်ခုနံပါတ်69ကတော့ကံလန်းချောင်းကနေခွဲထွက်သွားတဲ့လမ်းချောင်းတစ်ချောင်းကလက်ညှိုးအောက်ထိကိုရောက်ရှိနေပါတယ်။အဲ့လိုခွဲထွက်သွားတဲ့လမ်းချောင်းရှိတဲ့ဆိုရင်အင်မတန်ကံကောင်းပါတယ်။အဲ့တောင်ရေးလက်တရပါတယ်။စီးပွားရေးလက်ကောင်းပါတယ်။နောက်ဆုံးနံပါတ်100ကတော့အထက်အင်္ဂါဂျူခုံက၄ဒေါက်ကွတ်စတုကံပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာရှိနေတဲ့၄ဒေါက်ကွတ်စတုကံကတော့ ထောင်တန်းကြတတ်ပါတယ်။အင်မတန်ကိုဒုက္ခရောက်ရတတ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့သဘာဝနဲ့မမြင်နိုင်တဲ့ BND ရီကဘဝတလျှောက်ကာကွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးစနေဂျူခုံဘက်ကိုဥတီနေတဲ့ဥပက်လမ်းကြောင်းလေးတစ်ခုကိုယ့်ရဲ့လက္ခဏာရဲ့အသက်လမ်းကြောင်းညာလမ်းကြောင်းနဲ့အောင်မြေလမ်းကြောင်းမှာ ပုံမှန်ပြထားတဲ့အတိုင်းဥတီပြီးတီရှိနေခဲ့မယ်ဆိုရင်ကိုက ဘယ်ရာတူးဘယ်အချိန်နေအဆင့်အတန်းမှာပဲရှိနေပါစီတဘာဝ BND တွေကြောင့်ကိုရှာပွေစုဆောင်ထားတဲ့စည်းစိမ်ဥစ္စာတွေထိခိုက်ပျက်စီးတတ်ပါတယ်အကယ်၍အောင်မြေလမ်းကြောင်းမှာပုံမှန်ပြထားသလိုမျိုးတည်ရှိနေခဲ့မယ်ဆိုရင်ကိုယီမန်းဦးတည်ထားတဲ့လုပ်ငန်းတွေစီးပွားရေးလဲပတ်မှုတွေကဒီတဘာဝ B တွေကြောင့်ရပ်တန့်လာရတတ်ပါတယ်ဒီလိုလက္ခဏာအခြေအနေတွေပါဝင်နေပြီဆိုရင်ပုံမှန်ပြထားတဲ့ဂါထာတို့ကိုတစ်နေ့တရာနဲ့၈ချိန်ရွတ်ဖက်ပေးပါအခောက်ရီတိုးလျှော့ဈေးမစစ်ပါနဲ့ အတိတ်ကံမာကိုကဒီလိုအခြေအနေမျိုးပါရှိနေတာကြောင့်မိမိလက္ခဏာမှာပေါ်နေတဲ့အတွက်စင်ကြေမပေးဘဲနေ့စဉ်တရားရှိခောက်ပြေးအောင်သာရွတ်ဖက်ပေးသွားပါမိနေရာမှာတည်လို့ပြောင်းရွတ်မယ်ဆိုရင်မိမိစိတ်ညွတ်တဲ့မိသားစုဝင်ရွှေမျိုးမိတ်ဆွေတွေကိုပါအဲ့ဒီ BNDL ဇိုးကံကြမ္မာဇိုးတွေကနေကင်းဝေးစေပါလိမ့်မယ်ဒီကထာကိုသီရသမိန်ကထာလို့လည်းခေါ်ပါတယ်တိရသမိမေဗုဒ္ဓသစ်သောတာရိပုတ္တောသဒက္ခိနေဝါမအန်တိမောက္ကလနော ပူရတော်ပိရိကတယပစ္စည်းမိမမအာနန္ဒောစတုဒီတာခီနာတဝါတမန္တလောကပါလာစအိန္ဒာဒေဝတပြမကဣတိတံအာနုပါဝေနဟိတ်တွာတပ်ပိဥပတ္တဝေအနေကအန္ဒရာယပိဝိနတန္တုအတိတရောစိတ်မချမ်းမြေ့စရာအခြေအနေတစ်ခုကိုဖြတ်သန်းနေရပြီမဲ့အာလုံးတွေးပူလွန်ခြင်းစိုးရိမ်လွန်ခြင်းတွေမဖြစ်အောင်တိမ်ပြီးကိုယ်နိုင်သမျှလိုအပ်သူတွေကိုကူညီပြီးအာယုံစိုက်ပေးဖို့လိုအပ်ပါတယ်